ဓမ္မီဩဇာလွန်ခဲ့သုံးဆွဲခြင်းဤဆိုကြများဓမ္မီဩဇာကိုလိုအပ်သည့်ထက်ပုံမှုသုံးဆွဲခြင်းဟာကောင်းကျိုးထက်ဆိုးကျိုးသာများပါတယ်မီဩဇာပို့ကျွေးနိုင်လေအထွတ်နှုံးကောင်းလေဆိုတာမဟုတ်ပါဘူးเนาะတက်မီဩဇာတွေလွန်ကဲစွာသုံးမယ်ဆိုရင်တော့နမတိအနေနဲ့အပင်များထိခိုက်ပျက်စီးမယ်စားတဲ့တွေလွန်ကဲပြီးအမြင့်မှာရေမဆုပ်နိုင်ပဲအပင်များတိတ်ဆုံးခြင်းဆိုတဲ့ဆိုးကျိုးတွေဖြစ်လာမှာပါပြီးရင်ပုံမွားတွေကျမယ် အပင်တွေကဖြော့တော့ပြီးပိုးမွှားနေယောဂတန်ပိုးမခနိုင်ရှိမှမဟုတ်တော့ပါဘူး။နံပါတ်2အနေနဲ့ကတော့ရည်စည်းလွားတွေပြည့်စည်မယ်။ရည်စည်းက acid တွေမြင့်တက်လာပြီးအရှအာဟာရများစုပ်ယူမှုကိုဟန့်တားမယ်။ရေရှင်ရင်းဆိုတဲ့ဆိုးကျိုးတွေဖြစ်ပေါ်လာမှာပါ။ကုန်ကြစည်လည်းမြင့်မားပြီးအပင်များကမဆသုံးနိုင်တာကြောင့်မျောစာများအလဟသက်ဆုံးရှုံးရပါတယ်။နံပါတ်3အချက်အနေနဲ့ကတော့ပတ်ဝန်းကျင်ညီညာချင်းကိုဖြစ်စေမှာပါ။ ရောစာအလွန်ကျွန်းသုံးဆွဲလာကြရေတို့ညဉ့်ညမ်းလာမယ်ပိုရှန်တံများရေထဲရောက်ပြီးရင်းညီများပေါက်ပွားကငါးများတည်ဆုံးစီခြင်းစသောဆိုးကျိုးတွေကိုဖြစ်စေပါတယ်ဒါကြောင့်မြေစည်းလွာကိုစစ်ဆေးပြီးလိုအပ်တဲ့ပမာဏကိုသာစနစ်တကျသုံးဆွဲကြပါယင်တောင်ဦးကြီးများကိုအကြံပေးလိုပါတယ်ရှင်